ဗုဒ္ဓနုတိဘာဝနာကိုပေါ်များကြမယ်ဗုဒ္ဓနုတိဘာဝနာဆိုတာမြတ်စွာဘုရားရဲ့မြင့်မြတ်ဆုံးဂုဏ်ကြီးသွေးတွေကိုအလုံးသွင်းဆင်ခြင်နေတာကိုပြောတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာအသင်ချေနန္ဒရှိတယ်မရေမတွက်နိုင်တော့အောင်များပြားတယ်အဲ့ဒီတွေကမှမြတ်စွာဘုရားကိုယ်တိုင်ဒီဂုဏ်တွေနဲ့ပြည့်စုံနေဆိုပြီးတော့ ခြင်းဖာများစွာဝန်ခံဟောကြားခဲ့တဲ့ဂုဏ်တော်ကိုပါရှိတယ်။ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာရှင်ရဏသမ္ပန်နောသူကတော လောကဝီတုအနုတ္တရောပုရိသဓမ္မတာလည်းတိတတ္ထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါ ုံတော်တစ်ပါးချင်းစီကိုနှလုံးသွင်းကြည့်မယ်အရဟံကိလေသာပူကင်း၍ငြိမ်းဧသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားကိလေသာတရားတွေဆိုတာဥစီတဲ့ညင်ွမ်းစီတဲ့တရားစုတွေလူချင်းမမောမှုလောဘဖြစ်ရတာ ပူလောင်နေစိတ်တိုင်းမကြမှုဒေါသတွေဖြစ်ရတာပူလောင်နေ ဝါခန္ဓာရဲ့အကြောင်းကိုအမှန်မသိမှုမောဟတွေနဲ့နေရတာပူလောင်နေနာလိုမှုဝန်တုံမှုတွေဖြစ်ရတာပူလောင်နေအဲ့ဒီလိုပူလောင်တဲ့ကိလေသာတရားတွေဟာမြတ်စွာဘုရားရဲ့တန်တမ်းမှာဘာတစ်ခုမှမဖြစ်တော့ဘူးအရဟတမဉဏ်နဲ့အမြင့်ပြတ်ပဲသက်ပြီးပြီဘလောက်မမောเสียကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူး လောက်မကျေနပ်စရာကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာဒေါသဖြစ်တယ်ဆိုတာမရှိဘူးအဲ့လိုပူတဲ့လောင်တက်တွေမရှိလို့မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိငြိမ်းအေးတော်မူတယ်တမ္မာတမ္ပုတော်လုံးစုံသောတရားတော်ကိုအဖောက်မပြန်ကိုပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရား မြတ်စွာဘုရားဆိုတာတဘာဝတရားတွေကိုဖန်တီးသူမဟုတ်ဘူးသိမြင်သူသာဖြစ်တယ်တဘာဝတရားတွေရဲ့အကြောင်းကိုပြီးပြည့်စုံအောင်သိမြင်နားလည်သူသာဖြစ်တယ်ဒါတွေကဆင်းရဲကြောင်းတရားဒါတွေကတော့ချမ်းသာကြောင်းတရားဒါတွေကတော့တဏှာဝိဒုက္ခကလွတ်မြောက်ကြောင်းတရားလို့အဲ့ဒါလိုတဘာဝတရားတွေရဲ့အကြောင်းကို ရသော်ဗျာကိုတော်တိုင်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံသိမြင်တော်မူ၏ဝိဇာရှင်နာတံပါနောမျက်စိနဲ့ดูတော့အတိညာဝိဇာခြေထောက်နဲ့ดูတော့အကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားလူရာပန်းနိုင်ကိုရောက်ဖို့အတွက်မျက်စိနဲ့ดูတဲ့အတိညာပညာရှိဖို့လိုသလို့ ခြေထောက်နဲ့တူတဲ့အကျင့်စရဏတရားနဲ့လည်းပြည့်စုံမှုလိုတယ်။အတ္တိရောအကျင့်ရောနှစ်ခုလုံးပြည့်စုံမှလိုရာခီးကိုရောက်နိုင်တာ။မြတ်စွာဘုရားဟာဝိဇ္ဇာနဲ့လည်းပြည့်စုံတော်မူတယ်။စရဏတရားနဲ့လည်းပြည့်စုံတော်မူတယ်။သူကတော့တတ္တဝါတို့ဟာအကျိုးများကြောင်းဥမ္မာသောစကားကောင်းကိုသာ မြတ်စွာတော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားဘုရားဖြစ်တဲ့ညကစပြီးတော့ပြိဋိဘံစံတဲ့ညအထိဒီညနှစ်ညကြာမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်နေဒါကြောင့်မြတ်စွာဘုရားတထာဂတမြည်တယ်လို့မြတ်စွာဘုရားကိုယ်တိုင် ဟောခဲ့ဘူးတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေတိုင်းဟာ တတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့ကြီးပဲလောကဝိရုလောကအလုံးကိုသိမြင်တော်မူပါတော်မြတ်စွာဘုရားမြတ်စွာဘုရားလုံးစုံသော လောကကိုသိမြင်တော်မူတယ်တတ္တလောကလို့ဆိုတဲ့တတ္တဝါတွေအကြောင်းကိုအသေးစိတ်ပြည့်စုံအောင် သိမြင်တော်မူတယ်ဒီတတ္တဝါဟာဘာကြောင့်ဒီလိုဖြစ်နေတာသူ့အကျင့်ကဘယ်လို့ သူ့ဇယိုက်ကဖဲပုံအကုန်စင်တည်တယ်တတ္တဝါတူးချင်းစီရဲ့ကိလေသာအထူပါသူတော်ကောင်းတက်ခံအမှုရဲ့အရာအလုံးကိုခေစီတင်ညာတည်တော်မူတယ်သင်္ခါရလောကလို့ဆိုတဲ့ယုံနယ်နေရဲ့အကြောင်းကိုလည်းပဲအသေးစိတ်အကုန်စင်သိမြင်တော်မူတယ်ရုပ်တည်နေနေဘယ်လိုဖြစ်ပေါ်နေကြသလဲ ဘာကြောင့်ဖြစ်ပေါ်နေကြသလဲဘယ်လိုတွေဆက်ဖြစ်မလဲအသေးစိတ်အကုန်သိတယ်ပဋ္ဌာန်းတရားဆိုတာမြတ်စွာဘုရားဘလောက်သိတယ်လဲဆိုတာရဲ့အသက်တွေပဲဩကာသလောကလို့ဆိုတဲ့ကမ္ဘာလောကကြီးအကြောင်းကိုလည်းအကုန်ရှင်းသိမြင်တော်မူတယ်သိတော်မူလို့စัจ java လာအနန္တလို့မြတ်စွာဘုရားဟောခဲ့တာမြတ်စွာဘုရား လောကအလုံးကိုသိမြင်တော်မူတယ်။နှုတ်တော်ပရိသဓမ္မတာရထိရှုံးမလိုက်သောတတ္တဝါတို့ကိုကိလေသာကင်ရင်ကျေးခြင်းသို့ရောက်အောင်ရှုံးမတော်မူရ၌အတုမရှိမျက်စုံဖြစ်တော်မူပါသောမြတ်စွာဘုရား။တတ္တဝါတွေကိုကောင်းမွန်ပြုပြင်နိုင်တဲ့နေရာမှာမြတ်စွာဘုရားအစွမ်းနိုင်ဆုံးပဲ။အတုမရှိမျက်စုံပဲ။ ဆရာကဒေါသမောဟတို့ကြောင့်ရိုင်းဆိုင်နေတဲ့တတ္တဝါတွေကိုဆရာကဒေါသမောဟကင်းပြီးယဉ်ကျေးရင်းသူရောက်အောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးမြတ်ဆုံးပဲတတ္တာဒေဝမနုဿာနံတန်တရာခီသောတတ္တဝါအများတို့၏ရှိသောကောင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားတန်တရာဆိုတာ ဖြတ်တန်းဖို့ခက်တယ်အလွန်ကြမ်းတမ်းတဲ့ကန္တာရခရီးခဲကြီးပဲတတ္တဝါတွေဆိုတာခရီးတဲ့တွေပဲမြတ်စွာဘုရားဟာတတ္တဝါတွေကို လိုရာခီးရောက်အောင်ဆောင်ကျင်းပေးမယ်လမ်းခီးမှာကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်ကြီးပဲအမြတ်ဆုံးဆရာကြီးပဲလမ်းခီးကိုကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်မပါပဲခရီးတွေတွေဟာလိုရာခီးကို ဘေးကင်းရန်ကင်းရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးဘဝခီးချုံမွေဖို့တန်လျာခီးချုံမွေဖို့နိဗ္ဗာန်လို့ဆိုရဲမရောက်ဖူးတဲ့အရက်ကိုရောက်အောင်သွားတဲ့နိဗ္ဗာန်ခီးချုံမွေဖို့ခီးမျိုးစုံချုံမွေဖို့အတွက်ယသဝဖျားရဲ့အစုံမလမ်းညွန်ချက်တွေဟာတခုတည်းသောအာကိုရပဲဘုဒ္ဓသစ္စာလေးပါးအမှန်တရားတို့ကိုကိုယ်တိုင်လည်းသိမြင် တပားသူတို့ဟာလေတိစီတော်မူရပါတော့မြတ်စွာဘုရားရုံဏတို့ရဲ့ဆင်ဆင်းမပြတ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီဘဝဒီဖြစ်စဉ်ကြီးဟာဆင်းရဲမှုတသက်ကြီးပဲလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမြတ်စွာဘုရားဟာသိတော်မူတယ်လူချင်းမှုရချင်းမှု ဖြစ်ချင်းမှုတဏှာလောဘဆိုတာဆင်းရဲခြင်းရဲ့အကြောင်းတရားအမှန်ပဲလို့ လောဘရဲ့တမှုရိယတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲဒီလောဘကိုလည်းအကျွင့်မဲ့ပြတ်တတ်တော်မူတယ်။လောဘငြင်းခြင်းသည်ဆင်းရဲခြင်းရနိဗ္ဗာန်ပဲလို့လောဘကုန်ခန်းခြင်းရဲ့និရောဓတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲဒီនិရောဓတစ္ဆာကိုလည်းမျက်မှောက်ပြုတော်မူတယ်။တဘာဝတရားတွေရဲ့အကြောင်းကို မှန်မှန်ကန်ကန်သိမြင်ခြင်းတမာဒိဋ္ဌိကောင်းဆောင်တယ်။မဲခင်ရှိပါဆိုတာဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်ရှိပါရဲ့ဒုက္ခငြိမ်းချောင်းလမ်းစဉ်အဖြစ်ကိုလည်းသိတော်မူတယ်။အဲ့ဒီမဲခင်အကျင့်ကိုလည်းပွားများပြီးဖြစ်တယ်။အဲ့လိုသစ္စာလေးပါးကိုထွထွင်းပြီးသိတော်မူလို့မြတ်စွာဘုရားရှင်ရဲ့ဒုက္ခအလုံးချုပ်ငြိမ်းတော်မူတယ်။